မင်္ဂလာပါဒီနေ့လည်းမြို့တော်ကွာလာလမ်ပူနဲ့တိတ်မဝေးတဲ့ရေတခွန်လေးတစ်ခုစီကိုခေါ်တော့ပြီးချင်ပါတယ်ဒီရေတခွန်ရဲ့နာမည်ကတော့လူပုတ်သူပိုင်လို့ခေါ်ပါတယ်အခုရောက်နေတာတော့ဒါရေတခွန်သွားမဲ့ train ဟိပေါ့နော်ကားကိုဒီ Hulu running ဆိုတဲ့ရွာမှာထားခဲ့ပြီးတော့ဒီကနေရေတခွန်စီကိုစပြီးတော့ဝင်တော့ရမှာပါ ဒါရောရေတခွန်စီကိုဝင်သွားရမယ်လမ်းမှာအခုနောက်ပိုင်းမုခမှာ တောင်တက်တာတို့ရေခွန်သွားတာတို့လောက်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မလေးရှားမှာ3လပိုင်းကနေ6လပိုင်းထိပဲဒါတောင်တက်လို့ကောင်းတဲ့ရာသီပေါ့နော်တခြားလတွေမှာကျတော့မလေးရှားမှာမြေပြိုမှုတွေဒါရေကြီးမှုတွေမိုးအဆက်မပြတ်ရွာတာတွေခဏခဏဖြစ်တော့တောင်တက်လို့မတင့်တော်ပါဘူးအဲကြောင့်မလို့အခုတောင်တက်လို့ကောင်းတဲ့ရာသီမှာမခမဟိုတောင်တွေကိုဆက်တိုက်တက်ဖြစ်တာပေါ့နော်အဲဒါကြောင့်မလို့ကမ်ပင်းဗီဒီယိုတွေတိတ်မတင်ဖြစ်ဘူးမတင်ဖြစ်ဘူးဆို တာလည်း camping ကိုမတော်ဖြစ်တဲ့လောက်ပဲပေါ့နော်ဒီနေ့ရဲ့ရာတူတူကတော့အရန်ကောင်းတယ်လို့ပြောရမယ်နေလဲတာလို့လေလဲတိုက်တယ်ပေါ့နော်အဲကြောင့်မလို့ရေတခွန်သွားတာလုံးဝမပူအရန်ကမှနေလို့ကောင်းတယ်ပြီးရင်ဒီမှာမြောက်တွေအုပ်စုလိုက်လမ်းကူးနေတာပေါ့နော်အများကြီးပဲဒီမှာတနေ့စကားမဆက်တာအရင်လနဲ့ဒီလတွေမှာတောင်းနေအများကြီးတော်တက်ဖြစ်တယ်ပေါ့နော် ရေတခွန်းတွေလည်းအများကြီးသွားဖြစ်တယ်ဒါပေမဲ့ကံမကောင်းချင်တာကမခမ်းရဲ့ hardisk ကပြတ်သွားရေပေါ့နော် hardisk ပြတ်သွားတော့ဗီဒီယိုတွေအကုန်လုံး edit မလုပ်ရသေးဘဲနဲ့ hardisk ထဲမှာပါသွားရေပေါ့နော်အရန်ဟိုနှမျောတယ်ပြီးရင်ကားအိမ်ဆင်ထားတဲ့ဗီဒီယိုတွေရော passport နဲ့ကားအိမ်မလေးရှားမှာကားအိမ်မလိုဝယ်ရမယ်ဆိုတော့ဗီဒီယိုတွေကအစားတာ edit လုပ်တော့မပြီးသေးဘူးပေါ့နော်ဒါပေမဲ့ hardisk ပြတ်သွားတော့အကုန်လုံးပါသွားရေဒါကြောင့်မလို့အရန်ဟိုနှမျောတယ် ဒါပေမဲ့ဘာပဲဖြစ်ကိုကတောင်တဝဒနာပါတဲ့လူဆိုတော့ဒါအချိန်မြေးပြန်သွားလို့ရရယ်ပေါ့နော်။ကားအိမ်နေဆိုရင်လည်းဒါအချိန်မြေးပြန်ပြီးတော့ရိုက်လို့ရတဲ့အတွက်ကြောင့်မလို့ဒါဘာမှတော့မဖြစ်ပါဘူး။နှမျောတာတော့နှမျောတာပေါ့နော်။ Okay ဒီတခွန်အကြောင်းကိုပြန်ဆက်ရမယ်ဆိုရင်ဒီတခွန်ကသွားရတာလွယ်တယ်ပေါ့နော်။ဒါပေမဲ့ဟိုလမ်းကြောင်းကရှည်တော့သွားတဲ့လူနည်းတဲ့ရေခွန်ထဲမှာပါတယ်။ ဘာလို့လဲဆိုတော့သူကအသွားအပြန်အော်9.8ကီလိုမီတာလောက်ရှိရပေါ့နော်ပြီးရင်တော်ရုံတန်ရုံတောင်တက်ဝါဒနာပါတဲ့လူမဟုတ်ဘူးဆိုရင်မသွားကြတော့ဘူးဒီရခုံအဲကြောင့်မလို့ဒီရခုံကသွားတဲ့လူနေတဲ့ထဲမှာပါတယ်ပေါ့နော်ဒီမှာတခုတတိထာမိတာကရေခွန်သွားတဲ့လမ်းတစ်လျှောက်လုံးမှာ လဲကြနေအစ်ပင်နဲ့အများကြီးပေါ့နော်အခုဆိုရင်ဒါလမ်းတဝက်တော့မရောက်သေးဘူးဒါပေမဲ့လဲကြနေအစ်ပင်တွေအနည်းဆုံး10ပင်လောက်တော့ရှိပြီတချို့အပင်တွေဆိုရင်မင်းညမလဲထားတယ်လဲထားတယ်လို့ထင်တာပဲဘောဆိုမင်းညမောကလည်းကြီးတော့လေဆိုအခုလဲကြတဲ့တစ်ပင်တွေကလက်လက်ဆက်ဆက်လေးပဲအကုန်လုံးကအဲ့ဒါကွာကိုရှင်းပြီးတော့ကြော်လာခဲ့ရတာပေါ့နော်နောက်ပြီးရင်ဒီမှာကျွတ်တွေလည်း ရှိရယ်အဲမလေးရှားမှာပဲတောင်မဲတက်တက်ကျွတ်တရားတော့ရှိတာပဲနဲတာနဲ့များတာပဲကွာတာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီမှာတော့ကျွတ်တရားအရင်ပေါ်တဲ့အထက်မှာပါအောင်ရှိလားဆိုတော့ရှိရယ်ပေါ့နော် ခုမခံရိုက်နေတာတော့ဒါမြန်မာလိုပြန်ရမယ်ဆိုရင်တော့ဒါမြောက်ရီခွက်ပန်းပေါ့နော်ဒီပန်းကကြတော့သူကအင်းဆက်ပိုမွားတွေဥမာရင်ကောင်နဲ့ပြွက်စိတ်တွေကိုစားပြီးတော့အသက်ရှင်တာပေါ့ဒီမှာကြည့်သူခွက်ထဲမှာပြွက်စိတ်လည်းရှိရဲ့ရင်ကောင်လည်းရှိရဲ့မှာโอเคဒါဆိုရင်မခမ်းတို့ရေတခွန်သွားတာလမ်းတဝက်လဲကြိုးဝပြီဆိုတော့ဆက်သွားလိုက်ပါဦးမယ်ပြီးရင်ရေတခွန်မှာပြန်တွေ့ကြမယ်เนาะ thank you ကဲခူရောလူပိုတူပိုင်ဆိုတဲ့ရေတခုကိုရှောက်ပါပြီဒီကရေကတော့ဒါစိမ့်ပြအောင်တန်းနေရပါတော့ရေကတော့အရန်ကြီးရဲ့ပြီးရင်နောက်တစ်ခုဒီမှာထူးခြားတာကတော့ဒီရေတခုရဲ့ဘေးမှာတဲတောင်ပြင်းလေးရှိနေပါတော့မသိရင်ကန်းချေရောက်နေတယ်လို့ပဲဒါမဲ့အခုကရေတခုရောက်နေတာပါဒီနေ့ဒီော်လာတဲ့လမ်းကနည်းနည်းတော့ရှည်ပေမဲ့ဒီရေတခုံမြင်တော့အရန်ကိုစိတ်ကျဉ်တ်သွားရေပေါ့နော် အဲ့ဒါကြောင့်မလို့မခောင်းတဲ့သူတို့ဒီရေတခွန်ရဲ့အလားကိုခံစားပေးပါအောင်